ဘုန်းကြီးတို့တွေကာယကံမှုဝစီကံမှုမနောကံမှုဆိုတာဒီသုံးခုနဲ့ပတ်သက်ပြီးတော့တမ္မာပฏิပတ္တိဆိုတာပြောရမယ်ဆိုရင်သူများရဲ့ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုအဘိဓါဆိုတဲ့လောဘအတွေးမဖြစ်စေနဲ့ဒါနံပါတ်1တဖက်သားပျက်စီးသွားအောင်ကြံတွေးရတဲ့ဒေါသအတွေးမျိုးမတွေးမိစေနဲ့ ကံကံဤအကျိုးကိုမယုံကြည်တဲ့လက်မခံတဲ့အမြင်မျိုးမရှိစေနဲ့ဆိုရင်ဒါမှတ်ကန်တဲ့တန်ချောင်းရှောက်နေပြီအေးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတာဘယ်တော့မှမတွေ့ဘူးသူတစ်ပါးပျက်စီးပါစေဆိုတဲ့ဒေါသနဲ့တွေ့တဲ့အတွေ့ဘယ်တော့မှမတွေ့ဘူးကံကံဤအကျိုးညှင်းပယ်တဲ့အမြင်မျိုးဘယ်တော့မှမထားဘူးဆိုလို့ရှိရင်ဒါတမ္မာပฏิပတ္တိပဲနတ်ပြည်ရောက်ဖို့မှတ်ကန်တဲ့တန်ချောင်းကိုရှောက်တာခေါ်တယ် ဒါကစိတ်แท้ကရှောက်တာနှုတ်နဲ့ကဲမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လန်းနေဆိုတာဘာပြောတာလိမ်ပြောခြင်းမှရှောင်ခြင်းနဲ့မလိမ်ဘူးမှန်တာပဲပြောတယ်ဂုံးမတိုက်ဘူးတယောက်နဲ့တယောက်တက်အောင်ပဲပြောတယ်ဆဲရည်တိုင်းထွာပြီးတော့ရိုင်းပြတဲ့စကားမျိုးမပြောဘူးကျင်နာတဲ့ယဉ်ကျေးတိမ်ဝဲတဲ့စကားမျိုးကိုပဲပြောတယ်အကျိုးမဲ့ အလဟတအချိန်ဖြုံးတဲ့တန်ဖိုးမရှိတဲ့စကားမျိုးတွေပြောပြီးတော့အချိန်မဖြုံးဘူးတန်ဖိုးရှိတဲ့စကားကိုသာပြောမယ်ဆိုတာဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တာနှုတ်နဲ့မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာကိုယ်ကာယနဲ့မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဖို့ကြတတ္တဝါတွေရဲ့အသက်ကိုတတ်ခြင်းမှ လုံးဝရှောင်တယ်ဤသည့်တတ္တဝါရဲ့အသက်ကိုမှမတတ်ဘူးလုံးဝရှောင်တယ် သူတပားဥစ္စာဆိုလို့ရှိရင်မပေးတဲ့သူများပစ္စည်းကိုမတရားတဲ့နှီးဘယ်နှီးနဲ့မှမယိုးသားတဲ့နှီးနဲ့ရယူဖို့ဘယ်တော့မှမကြိုးစားဘူးဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တယ်သူတပားသာမယားနဲ့ပတ်သက်ပြီးတော့လုံးဝပြစ်မှားမှုမပြုဘူးဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တယ်ဟောပေါင်းလိုက်တော့ဒါသူစရိုက်7ပါလို့ခေါ်တယ်